ကြောင်းမျိုးမျိုးကြောင့်ခရီးယံဘာသာရေးစာပေများကိုရှာဖွေဖတ်ရှုခြင်းမပြုနိုင်တော့သူများအဲ့ရထဲမှာလဲလောင်းရင်းနေမကောင်းမချမ်းမတော့သူများ ਨੇ အတန်အားဖြင့်နားထောင်ပြီးဝိညာဉ်ရှိခွန်အားတိုးပွားဖို့ရန်အတွက်ရည်ရွယ်ပါတယ်။ယခုဖတ်ပြီးမဲ့ဝိထုကတော့ဖီလီယန်စီရဲ့ was so amazing about grace ဆိုတဲ့စာအုပ်ကိုဘာသာပြန်ထားတဲ့ဆရာကြီးထွန်းမြတ်အေးရဲ့ တင်အတွက်ကျေးဇူးနှင့်ဂရုဏာတော်ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်မှာဆန်းမျက်နှာပေါင်း369ခုနဲ့မျက်နှာပါရှိပြီးတော့ကျေးဇူးတင်ကြောင်းတဝန်လွားနဲ့အမှားစာ73မျက်နှာကိုဖယ်လိုက်မယ်ဆိုရင်စုစုပေါင်း384ခုမျက်နှာရှိပါတယ်အခန်းအားဖြင့်အပိုင်းကကြီးခွေခငယ်ကကြီးဆိုပြီးတော့အပိုင်း၄ဘိုင်းခွဲထားပြီးထို၄ဘိုင်းမှာတစ်ဘိုင်းကိုအခန်း၅ခန်းနဲ့စုစုပေါင်းအခန်းပေါင်း20ပါရှိပါတယ်ထို၀တ္ထုကို နားဆင်ခြင်းအပြင်ကျမတို့အကုန်လုံးဝိညာဉ်ခွန်အားအကျိုးကျေးဇူးရရှိကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။အပိုင်းကကြီးအခန်း1ဏ္ဍအဆုံးစုစုအပ်သည့်အမြတ်ဆုံးစကား The Jesus I never knew သို့သောအုပ်ကိုကျွန်တော် ရေးသားပြုစုခဲ့ပြီးဒီနောက်ထိုးချောက်တင်ဖော်ပြခဲ့သောဝတ္ထုတစ်ပုဒ်သည်ကျွန်တော်ကိုယနေ့တန်6လနေရရှိစမြဲဖြစ်ပါသည်ထိုဝတ္ထုမှာကျွန်တော်၏သူငယ်ချင်းတူဖြစ်သည့်ချီကာဂိုမှဘဝမျိုးမျိုး၌ကျင်းနေနေသောပုဂ္ဂိုလ်တူထံမှကြားခဲ့ရသည့်ဖြစ်ရမှန်ဇာတ်လမ်းတစ်ခုပင်ဖြစ်တော်သည်မကောင်းတဲ့မိမတယောက်အိမ်ရှိရာမရှိဝမ်းနဲ့ကြေကွဲမှုဒီပုံပြပန်းပြန်နေကျွန်တော်စီကိုရောက်လာတယ်သူ၏နှစ်နှစ်အရွယ်သမီးကလေးအတွက်ပင်သူ၌အစာကျွေးရန်ပတ်စံမရှိပါ ရဲ့ရဲ့လေကျွေးဆက်ငင်းနေစေမှာသူပြောပြပါရည်နှစ်နှစ်ရွယ်သမီးကလေးကိုသူစိတ်တဆတနာယူတယောက်ချီတို့အနန္ထာရသည်တဲ့မိမိတညထွက်ရေးပြည်တဆအလုံးနှင့်ပတ်ဆန့်ရှားသည်ထက်ပို၍တွက်ချေကြိုက်သည်ဆိုပါကလားရင်းနှင်းဝယ်ကောင်းနေစွာဒီလိုလုံးမှမူရင်စီဆွဲနေသောမိမိဘဝရည်တည်နိုင်မည့်အခြေအနေရှိနေရပါသည်တဲ့ဤမြညဉ့်ဉန်းသောဇလန်းကိုကျွန်တော်မဖြစ်မနေနားထောင်ခဲ့ရ၏ ျွန်တော်အနေဖြင့်ဤမြရင်းနှင်းမွယ်ကောင်းသည့်ကလေးသူငယ်နှင်းဆဲနှိမ့်ဆက်မှုဖြစ်ရမှန်ကို အထက်အဖွဲ့အစီတို့ပြန်လည်သတင်းပို့ခွင့်ရရှိခဲ့ပြီလေဒါပေမဲ့ဒီမိမကိုကျွန်တော်ဘာမှပြန်ရင်ပြောနိုင်ပါပြီတကားသူနှစ်မင်းအနေနဲ့အသိန်းတော်တဘာဝစီမှာတွားပြီးအကူအညီမတောင်းဘူးလားကွယ်ဟူ၍ကျွန်တော်မေးမြန်းကြည့်တော့အချိန်လိုက်အသိန်းတော်ဟူဆိုရင်မျက်စိမျက်နှာပြတ်တော်သလိုတုံလုံးခြောက်ခြားတော်ပုံကိုကျွန်တော်မမေ့နိုင်သူမကရှင်းပြပါ၏ ဘလို့လုပ်ပြီးဖြစ်နိုင်ပါမလဲရှင်ကိုယ့်အကိုယ်တော်မကယ်တင်နိုင်တဲ့ကျမဘဝအဲ့ဒီကိုသွားရင်ပို့ပြီးစိုးရောမှာပေါ့တဲ့ကောင်းရောပါပဲကျွန်တော်အဖို့တငယ်ချင်းထံမှာကြားရသောဇာလန်းသည်ကန်ရိုက်လိုက်သလိုဖြစ်ရသည်ကျွန်တော်သိပြီးပြည့်တစာမဒီဟူသောထိုမိမမျိုးကဲ့သို့မာဂရရမာရီသည်ယေရှုထံမှထွက်ပြေးခြင်းအတင်းမရှိပဲယေရှုထံသို့သွားခဲ့သည်ဘဝပြည့်နေခဲ့ရာမှာယေရှုထံတွင်ခိုးလုံကူးစားခွင့်ရခဲ့သည်ဟူ၍ဖြစ်လေသည် ယခုအသင်းတော်ဘလို့လဲဒီလိုတတိယမရှိတော့ဘူးလားယေရှုမြေပေါ်တွင် ရှိနေစဉ်ကသူစီမှာခလုံးကောစားခဲ့ရသည့်လူသားတွေအချင်းချင်းလက်ခံကြတော့ဘူးလားဘလို့ဖြစ်ကုန်ကြတာလဲကျွန်တော်အလေးနဲ့စဉ်းစားမိခဲ့လေသည် ထို့သူစဉ်းစားမိခြင်းအဖြစ်လေအဆုံးစွန်သောဝေါ်ဟာရတစ်ခုစီသို့ကျွန်တော်စိတ်အလျင်သည်တော့ရောက်ညီဆွဲခဲ့သည်စဉ်းစားလေလေညီဆွဲလေလေပါပဲကြံရှိသောအရာတွေအကုန်လုံးကထို့ဝေါ်ဟာရနဲ့ကျွန်တော်ကိုတီးတန့်ခြံလက်ထားသလိုရှိလေသည် စီရေးချီရတယောက်ဖြစ်သူကျွန်တော်ဘုရားမှာဝေါ်ဟာရလူအမျိုးမျိုးတွေမှာနေ့စဉ်နေ့မြုပ်နေရဆင်းရဲဖြစ်ပါသည်သူတို့ကိုကျွန်တော်အနေဖြင့်ကြီးကျယ်ကလူပြုမှုနေရပြီသည်သူတို့၏အတံပလန်တွေကိုနာဆွင့်လျက်သူတို့ကိုစိတ်ဖြာလျက်သူတို့ကိုရင်မာတွေ့ဖက်လျက်အချိန်ကုန်လုံးနေခဲ့ရသည်ဤသို့ဖြစ်လေဝေါ်ဟာရအမျိုးမျိုးသည် အောက်တိုးတိုးရနံထွက်လာသောအသားပမာဖောက်ပြန်ပျက်စီးရွရွင်းကြီးရှိလာသည်ပမာအဖြစ်စေတနာဆိုပါတော့ကင်းကျင်း တမကျန်းစာပြုစုသူပညာရှင်တို့သည်ချစ်ချင်းမြတ်တော်ကိုအဆုံးစွန်သောအနက်ဒိဗ္ဗေပေါ်လင်အောင်စေတနာဖြင့်စာထူကြသည်အခုအချိန်မှာတော့ခမားတို့စေတနာကိုကြုံမလို့ခြင်းဘူးဟုသောလမ်းမော်ကဆန္ဒပြတန်လေးကို ကြားနေရလေ၏ကျွန်တော်ကတော့ဖျားသခင်ယေရှုနှင့်ဂယူနာတော်ဟုသည် grace ဟုသောဝေါ်ဟာရသည်ကောင်းကင်ဘုံဝေါ်ဟာရဖြစ်သည်ပျက်စီးခြင်းအလင်းမရှိဟုခံယူပါသည်သူသည်အဆုံးစွန်သောသကလုံးဖြစ်၏ အင်္ဂလိပ်ဝေါ်ဟာရများနဲ့မူရင်းကုန်အတရေပေသို့ခါများပြည့်ပြည့်သည်မရှိ မာနထာနီဤလူကဘာမည်အတွင်ထောင်စင်စည်းစင်းနေသောစမ်းသက်ရေးကြည်ပမာအမြဲတစေစိတ်ဆန်းရှင်သန်နေပါသည်ကောင်းမြတ်သောအရာမှန်သမျှတို့သည်ကျွန်ုပ်တို့မနှုတ်သာလူသားဆွမ်းပကကြောင့်မဟုတ်ဖျားသခင်မြစ်တာတော်ကြောင့်သာဖြစ်သောကြောင့် သတိပေးနေသည်ဟုခံစားမိနေသည်မျက်မှောက်ကာလတွင်ကျွန်တော်တို့သည်ဖျားသခင်မပါဘဲဘဝမျောလွင့်နေကြရသည်ဒီကြားထဲကပင်ဤကျေးဇူးဂရုနာတော်နှင့်ကင်းလို့၍နေလို့မရနိုင်ပဲထိုသက်ဆန်းရည်ကြီးမှာတွေ့မိနေစမြဲရှိသည်ဟုဆိုခြင်းပါသည် ပမာအားဖြင့်နားဆွင့်ကြည့်ပါလောလူများစွာတို့သည်အစားအသောက်မစားမီတိုင်းမှာကျေးဇူးတော်ကိုချီးမွမ်းနေကြပါသည်နေ့စဉ်အာဟာရကိုဖျားသခင်မှချပေးကြောင်းလည်းဝေခံနေကြပါသည် အခြားသူတယောက်ဤကျင်နာခြင်းကြားရသောကောင်းသတင်းအောင်မြင်၍တလီမိတ်ဆွေတို့ဂယုနာကြောင့်တဖုံကျေးဇူးကုန်ကိုအမျိုးမျိုးထောမနာပြုနေကြရလေသည်ပတူကပဲဖြစ်ဖြစ်ကိုကိုစိတ်ချမ်းသာအောင်ပြုမူလိုက်တန်းအတုံပြန်လက်ဆောင်ကလေးတစ်ခုခုတော့ပေးလို့စမြဲဖြစ်ပါသည်ဤသို့ကျေးဇူးတရားနှင့်စီရော်သောပဲ့တင်မှုကလေးများကိုကြားရချိန်တိုင်းမှာကျွန်တော်အဖို့ပြည့်စုံ၏ဟု မဆိုသာသောပီတိအဟုန်ကိုခလီးငယ်တယောက်ပမာရင်ထဲမှာခံစားရခြင်းဖြစ်ဖြစ်ပါသည်တီးပြူစာစုချူလိုသည်သူတို့၏မူရင်းတန်ခြင်းတွေကြားထဲမှာအပူဆောင်သည့်တင်ဂိတကလေးများနှင့်အထွန်းအတက်ကလေးများကိုထဲ့သွင်းစေရာအင်္ဂလိပ်လို grace notes ဟူ၍ကျေးဇူးပြုခြင်းသင်္ကေတများဟုခေါ်ဝေါ်ပါသည်ဂရုဏာရတမြောက်သောအကွန့်ကလေးများဟုဆိုလင်းလည်းမမှားပါသူတို့သည်တန်ဆင်းထဲမှာမရှိမဖြစ်မဟုတ်အပ္ပယိကအလားစင်ခြင်းမွန်မှန်ခြင်းကလေးများသာဖြစ်ပြီးသူတို့တည်ရှိနေခြင်းကိုကြိမ်ဖန်များစွာကြောတော်၍ချမ်းရစ်တတ်ကြသည်ကျွန်တော်သည်ပီယန်နိုစသည်သင်ကြားစဉ်ကဗီတိုဗင်ရှူပတ်စတူ၏တေးများကိုတီးခဲ့ရဝဲထိုသင်္ကေတကလေးများကိုဂရုမစိုက်ပဲ ခြံလိုက်၍တီးခဲ့သည်တီးသွားတော့သည်ရွေးမခြင်းမရှိပဲသူ့ဟာနဲ့သူတာယာတာပဲလှဖတာပဲဟုထင်ခဲ့ရမှအစိုးပါကျေးဇူးပြုသင်္ကေတကလေးများကိုထက်တွင်တီးခတ်ချိန်၌တန်စင်လန်းအထက်တွင်လက်ဝင်၍ရွာသားသဘောအရာမှွေးထုံသင်ပြန်သောကြောင့်ကိုခံစားမိတော့သည်အင်္ဂလန်နိုင်ငံမှာသူလင်းထူဝေါ်ဟာရာယီဝိညာဏသဘောကိုယူပြီးအလွန်တွင်ကျဲစွာသုံးစွဲနေကြသည်ပြည်သူများကသူတို့၏တော်ဝင်ထိနှံကပုံကိုယ်တွေကို Your grace ဟူ၍မျက်မျက်နှုနှုဂုံပြုခေါ်ဝေါ်ကြသည်။ဤနေရာတွင်ကျေးဇူးခြင်းရည်မြဟုဆိုလိုခြင်းမဟုတ်ဘဲကျေးဇူးတော်ကိုထောက်ထား၍လေးစားဥညွတ်ခြင်းကိုပြဆိုခြင်းပင်ဖြစ်သည်။ Oxford နှင့် Cambridge တက္ကသိုလ်ကြီးများတွင်စာသင်ခွင့်ရရှိရန်အချို့သောကျောင်းသူကျောင်းသားများသည်လူအပ်သောစီကံမညာမပြည့်မီတော်လဲတက္ကသိုလ်တို့ကကျေးဇူးပြုသည့်သဘောဖြင့်အခွင့်ရရှိပြီး Brazil e grace ဟုခေါ်သည်ပါလီမန်မှနေ၍ထောင်ထဲကအမျိုးသားတို့ကိုလူငယ်ချမ်းသာခွင့်ပေးသည်ဆိုလျှင်သည်ယေရှုကရုဏာတော်ကိုထောက်ထား၍ပြုသောချမ်းသာခွင့်အဖြစ် act of grace ဟုပင်ဆိုလေသည်နယူးယောက်မှစာအုပ်ထုတ်ဝေသူများကလည်းထို့အတူပင် grace ဝေါ်ဟာရကိုကျေးဇူးပြုနာတော်နဲ့တညာပြုလျက်တနစ်စာစာဥမာယူသူများကိုတနစ်စာလစီပို့ပေးပြီးနောက်ပိုင်းမှာနောက်ထပ်အပူဆောင်၍လအနေငယ်ဆက်လက်ပေးပို့ခြင်းဖြင့်ကျေးဇူးပြုသည်ယင်းကို grace issue ဟုခေါ်လျက်အလကားပေးဆက်ခြင်းခေါ်သော gratitude ဟု၍လဲဆိုနိုင်ပေသည် ဤကျေးဇူးပြုမှုမျိုးအဖြစ်စိတ်ညွတ်နိုးတော်သောစပတ်သူများကလည်းနောက်တပံတစ်နှစ်စာဆက်လက်ပြီးယူခြင်းစိတ်တွေဖြစ်လာရသည်ယခုနောက်ဆုံးပေါ်ခစ်တွင်ငွေထုတ်ကပ်ပြားသုံးဆဲသူများအတွက်ဖြစ်စီမော်တော်ယာဉ်များငှားသည့်လုပ်ငန်းအေဂျင်စီနှင့်အပေါင်းခံလုပ်ငန်းကုမ္ပဏီများတွင်ဆက်သွယ်ပြီးအကူအညီယူသောဖောက်သည်များအတွက်ဖြစ်စီမိမပြစ်အောင်အချိန်ပိုခံစားခွင့်များပေးလေရှိရာအင်္ဂလိပ်လူ grace period ခုခေါ်သည်ကျေးဇူးတုံးလေဝမ်းမြောက်ဖွယ်အခွင့်အရေးဆိုပါတော့ဤကဲ့သို့ကျေးဇူးပြုနာတော့အနှစ်သာရကိုပြောင်းပြန်လှန်ပြီးသုံးဆွဲလိုက်တော့အသုံးလုံးများကိုလည်းလိလာရပူပါသည် communist ဝါဒကြီးပြူကျသောချိန်မှာ communist နှင့်ဘုံဘုံလဲကြဆုံခြင်းကို fall from grace ခုခေါ်ဖို့တမှုကြသည်ဤအနှက်ဖြစ်ဤစာစုကိုပင်ဂျင်မီဆွာဘတ်ရစ်ချတ်နစ်စင်ပိုဂျီဆင်စင်တို့လူသားကြီးများက ကုန်းကောက်ဆရာမရှိတော့အောင်တိတ်ခါကြနေချိန်မှာ စာနယ်ဈေးများကတုံးဆွဲဘူးသည်ကျေးဇူးကန်းသည်ဂယုနာမဲသည်မြေတားခေါင်းပါသည်စသည်ဖြင့်လူချင်းချင်းရှုံချတတ်သည်တိတ်ခါလုံးလုံးမရှိဘူးဆိုရင်အလွန်ခံရခက်စီသည်ရင်းကို your a disgrace ဟူ၍ချူချူဖဲ့ဖဲ့ပြောဆိုတုံးဆွဲသည် saving grace မရှိတော့ရင် ဘဝလုံးလုံးပြည့်ပြီဟုဆိုလိုရသည်ကျွန်တော်အလွန်နှစ်သက်သောအထူးပြုစကားအသုံးအနှုန်းတစ်ခုဒီမှာလှလပပကလေးစုစည်းထားသောစကားစုတစ်ခုကတော့ပါဆိုနာနန်ဂရတာပင်ဖြစ်သည်အမေရိကန်ပြည်ထောင်စုအတွင်းနိုင်ငံတော်အပေါ်သက်စာဖောက်တော်သူများကိုတရားဝင်ခေါ်ဖို့တုံ့ဆွဲသည့် personal without grace လို့ပင်ဂုဏ်သိက္ခာမရှိသူသို့မဟုတ်လက်မခံတိုက်သောသူဖြစ်ကြောင်းကိုရင်းရင်းကလေးဖော်ပြပြလိုက်ခြင်းဖြစ်ပါသည်အင်္ဂလိပ်ဝေါ်ဟာရအဖြစ်မျိုးမျိုးသုံးသင်းနိုင်သောကျေးဇူးနှင့်ဂရုဏာတော်သို့မဟုတ် grace ကြီးစွာသောအံ့ဩဖွယ်စကားလုံးကိုကျွန်တော်ယုံကြည်ထားပါသည် သူသည်ဝမ်းမြောက်ဖွယ်ကတင်ချင်းတရား၏အနှစ်သာရကိုအားလုံးပါဝင်စုစည်းထားပြီးတက္ကလာနေတစင်းလိုပင် ဆောင်ယူနိုင်သည့်ရေကြီးတပောက်ဟုလည်းတင်စားလိုပါသည်ဤကမ္ဘာလောကကြီးသည်ဤကျေးဇူးနှင့်ဂိယူနာတော်ကိုအမှန်တကယ်စာငတ်ခင်မွန်းနေသည်ပုံစံမျိုးမျိုးနှင့်ရော်ရမ်းတန်တနေသည်တို့တို့လည်းအမှုမဲ့မမဲ့တတိလေးနေကြသည်ဟုကျွန်တော်ဆိုခြင်းသည် လူသားကြီးဆွဲမဲ့မဖြစ်သောထိုတောင်းတမှုကြောင့်မင်းနေအံ့အလောက်ဖွေရာ ကျေးဇူးတော်နှင့်ဂယုဏသူမဟု Amazing Grace ဟူသောဓမ္မတေးသည်သူတို့ဆက်ဆုခဲ့သည့်လွန်ခဲ့သောနှစ်နေရာကိုကြော်ဖြတ်ပြီးကမ္ဘာထိပ်တန်းသချင်းတပုတ်ထဲမှယက်တည်နေရစေဖြစ်သည်မျောလွင့်၍စောက်တရားမရှိဖြစ်နေသောလူအဖွဲ့အစည်းကြီးသည်ယုံကြည်ခြင်းဟူသော ကြောက်ဆူးကိုချ၍ထိုဆူရမှာ နေရာကျသည့်သည်ဒီတက်ကောင်းသောနေရာဘယ်မှာမှမရှိပါ ဂီတတန်စင်နေထဲမှာတွေ့ရသည့်အပူဆောင်သည့်ဂျေစုတော်သင်္ကေတကလေးများလိုပါပဲဂျေစုတော်သည်ရွေလျားကုံပေါက်တက်တည်ကိုမြင်နိုင်ပါသည်ဘာလင်တိုင်းကြီးသည်စိတ်တဆဆန္ဒသည့်ညတညအတွင်မှာပြိုကျထောသွားခဲ့သည်တောင်အာဖရိကတိုင်းမှာလူမဲများသည်လည်းတစ်ခါမျှသူတို့မပါဝင်ခဲ့ရဘူးသောမဲဆန္ဒပြပွဲမှာပထမဆုံးအကြိမ်တောင်းတဖြဖြတန်းစီ၍မဲတွေထဲကြကြောင်းတွေ့ရှိရသည်အင်ဖြူရောနှင်းစီဥယျာဉ်ကြီးထဲမှာ Richard Robinette ရာဆာအာရာဖတ်တို့လက်ဆွဲနှုတ်ဆက်ခဲ့ကြသည် ထိုအခါသမယ၌ဂျေဇုနှင့်ဂယူနာတော်သည်မြေသို့ဆင်းသက်ခဲ့သည်မဟုတ်ပါလားတပန်တုံအရှိဥယောပနိုင်ငံများမှပြန်လည်တည်ဆောက်ရေးအတွက်အီယာမပြဿနာတွေကြုံလာကြရသည်တောင်အာဖရိကတိုင်းပြည်ဘယ်လိုရှိသူချီရမလဲစဉ်းစားကြရတွေဖြစ်လာသည် ရာဆာအာရာဖတ်တယောက်လောက်ကြံမှုအမျိုးမျိုးကိုလွတ်မြောက်ခဲ့ပြီး raven ကတော့ သူများလက်တက်၍သေရလိမ့်ပြီးတနည်းအားဖြင့်ဆိုရင်ကျေးဇူးနှင့်ဂရုဏာတော်သည်ကောင်းကင်ကျင်များပမာဖြစ်သည်ရုပ်ချီးလင်းလက်၍ရွင်ပြက်တခဏအမောင်းကြီးကြလျက်အလမဲ့ကင်းအကြီးတန်ခြင်းဖြစ်ရသည်တနည်းအားဖြင့် angry score အသေးကင်းပြောက်တတ်သည် hr နေဗာအမည်ရှိပုဂ္ဂိုလ်ကြီးကခရိယန်ဘာသာဝင်တွေရဲ့တော်လိုင်းရေးတမန်ကိုပြန်လည်ဆန်းစစ်လိုက်ရင် အတိတ်ကာလမှာမသိရှိခဲ့သမျှတွေကိုအနစ်အမြင်မှန်ရပြီးတော်လန့်ကြခြင်းမဟုတ် အတိတ်ကာလကတည်ရှိပြီးသားအကြောင်းတရားများအပေါ်မှာအခြေခံပြီးမှတော်လန့်ကြခြင်းဖြစ်သည်ဟုဆိုလေသည် ကျွန်တော်ကတော့သူနှစ်ဆန့်ကျင်ပဲရှုမြင်သုံးသပ်ပါသည်ရှင်ဘောလူကြွေးကြော်ခဲ့သည့်ဘုရားသခင်၏ဂျေဇူးနီဂူနာတော်ကြောင့်ဖြစ်တည်လာသောဝမ်းမြောက်ဖွယ်ကယ်တင်ခြင်းတရားကိုအခြေခံတည်ဆောက်ခဲ့ရသောကျွန်တော်တို့၏အသင်းတော်များမှာဘုရားသခင်မြတ်တာတော်အလွန်လျော့ပါနေပြီဂျေဇူးနီဂူနာတော်များ ခေါင်းပါနေပြီဒါဟာတော်လန်ပုံကံမှုတွေရဲ့အစပဲကိုတွေးထင်မိသည်သည်စီးရီးဆရာစတီဗင်ဘရောင်းကတိမွေးကူတွေးဆရာဝန်တယောက် သည်ခွေးတကောင်ကိုလိလာယုံများနှင့်ထိုခွေး၏သခင်စိတ်ဓာတ်ကိုအကဲဖြတ်နိုင်သည်ဟုဆိုဘူးသည်ယခုကျွန်တော်တို့ယုံကြည်သူတွေကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့ကိုးကွယ်သောအရှင်သခင်ကိုကဘာကြီးသည်မတိကျွမ်းနိုင်ဘူးလားဟုကျွန်တော်တွေးမိနေလေ Grace လို Caris ဟုခေါ်သော Grace ကိုကျေးဇူးနည်းကလူနာတော်သည်ကရိယာဖြစ်သော အာရဝံမြောက်ကျင်းနှုတ်နှစ်သိမ့်သည်ညာနှင့်ဆက်ဆက်နေပေသည်ကျွန်တော်ခံစားချက် အရာဆိုရလိမ့်မူသင်တို့အကြောင်းကိုလူသားများကဒီလာရာတွင်အာရဝမ်းမြောက်ခြင်းနှင့်ကြည်နူးနှင့်သိမ့်ခြင်းသည်အဓိကနေရာမှာမရှိ။ငါတို့လူမဟုတ်တဲ့အတန်ရှင်းသူတွေရဲ့နေရာတဲ့။ဟုတ်ပါသည်။အသင်းတော်ဟူသည် ကိုကူကူအရင်တန်ရှင်းအောင်လုပ်ပြီးမှတော်ရမည်အရက်။ကိုဤပဂရီအခြေအနေအတိုင်းမတော်သင့်သောအရက်ဟုသူတို့ကဆွဲမှတ်နေလေသည်။ဇာရိတရေးရာကအရှိမကျေးဇူးဂိယူနာတော်ကအနောက်မှာရောက်နေပြီပေါ့။ အသိတော်ဟုငေးကြောင်ကြောင်ဆုခဲ့ရှာတော့ပြိတ္တစာမရဲ့စကားနံတွေကိုမှတ်မိပါစားဘလို့လုတ်ပြီးဖြစ်နိုင်မှမလဲရှင်ကို့တကူစားတော့မကယ်နိုင်နဲ့ကျမဘုရားအဲ့ဒီကိုတွားရင်ပို့ပြီးဆိုးတော့မှာပေါ့တကယ်တမ်းဆန်းစစ်လိုက်သည့်အခါသူတို့ကိုအပြင်လောကကြီးခံယူချက်တွေမမှန်တာကိုလည်းတစ်စိတ်တစ်ပိုင်းတော့ဝန်ခံရမည်ဖြစ်ပါသည်ကျွန်တော်အနေဖြင့်အချိန်ဒီမဲ့ရီဆင်းရဲသားတွေပြန်ကြရည်ဤနေမည်များ အကျဉ်းထောင်များရိတ်သာစခန်းများအမျိုးမျိုးကိုရောက်ပူပါသည်ထိုရက်ဒေသတွေမှာကိုကျိုးစုဝင်ထမ်းရဲ့ရှိသော ခရိယံမှုတော်ဆောင်များ၏အခမ်းကဏ္ဍသည်မှတ်သားလောက်အောင်ပင်ရှိနိုင်ပါသည်ဒါကိုကျွန်တော်မငင်းပါသို့သောဖော်ပြခဲ့သောပြည်ထစာအမျိုးသမီးသည်အသိတော်ဤအားနည်းချက်ကြီးတစ်ခုကိုခါခါတည်တည် ခံစားသိရှိပြီးမိမောင်းထိုးပြနေသည်ကိုပို၍မငင်းနိုင်ပေကျွန်တော်တို့အသိတော်ယုံကြည်သူများသည်အပင်ငရဲကိုချောက်ကန်ကန်နေရတာနှင့်အချိန်တွင် ဖြင့်နှွေ၍ကောင်းကင်ခီးစဉ်တွင်အာရဝမ်းမြောက်စွာမကြွေးကြော်နိုင်ပေဖြစ်နေသည်တာဝန်တွေပြက်ကွက်နေသည်ဟုကျွန်တော်ခံယူပါသည်အချို့သောခရိယံယုံကြည်သူတွေကြပြန်တော့လေတိုးတက်ပါသည်ဆိုသည့်လူအဖွဲ့အစည်းအတွင် ရင်ကျေးမှုစစ်ပွဲကြီးထဲမှာဟောဟဲဟောဟဲဖြစ်နေပြီးကျေးဇူးလက်လွတ်ခံစားနေရသည့်အမောင်းလောက၌အသိတော်သည်ကျေးဇူးတော်နှင့်ခွန်အားရအရဖြစ်သည်ဆိုသောအချက်ကိုမိနေကြသည်ဟုထင်ပါသည်ကျွန်တော်အဖြစ်ကိုပြောပြရစီဓမ္မကောလေးတစ်ခုမှာကျွန်တော် လေးနှစ်ပညာသင်စီးပူးခဲ့ခြင်းကအကြောင်းဖြစ်သည် ကျွန်တော်သည်ထိုကောလိပ်အဓိပတိနှင့် နောင်ကာလတစ်ချိန်တွင်လေရင်ပေါ်မှဆုံတွေ့ရ၌ကျွန်တော်ပညာရေးအခြေအနေကိုအဓိပတိကြီးကစနဲနာလေသည်ကျွန်တော်ကကောင်းတာတွေလည်းရှိ ဆိုးတာတွေလည်းရှိဟူသည့်သဘောမျိုးအဖြေပေးပြီးနောက်ကျွန်တော်ဟာဘုရားသခင်ကိုလည်းအဲ့ဒီကောလိပ်မှာ ပို့ပြီး တိကျွမ်းလာခဲ့ရပါတယ်ပြီးတော့ဖျားသခင်ကိုချစ်တဲ့အတိုင်းဝိုင်းကြီးနဲ့လည်းစုံစည်းခဲ့ရပါတယ်ဒီတက်ပေါ်ပြီးကောင်းတဲ့အခွင့်အရေးမရှိတော့ဘယ်မှာမှရနိုင်မယ်မထင်ပါဘူးဤသို့အသေးစိတ်တင်ပြခဲ့ပေသည်ထို့ထက်မကကျွန်တော်ပြောမိသည်ကတော့ဆရာကြီးရဲ့အဲ့ဒီကောလိပ်မှာ၄နှစ်တာကာလကျွန်တော်တည်တည်ချာချာနားမလည်ခဲ့ရတာကတော့ ဖီးယားသခင်ရဲ့ကျေးဇူးနဲ့ဂရုဏာတော်အကြောင်းပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်ဟာတစိမ့်စိမ့်တွေးပြီးစိတ်မကောင်းဖြစ်ရပါတယ်။နှုတ်ကပတ်တော်မှာအသေးအသက်လိုတည်ရှိနေတဲ့ဘောဟာရခေတ္တချင်းကျေးဇူးတော်မှာအရေးကြီးဆုံးအချက်ဖြစ်တဲ့ဒီဘောဟာရကိုကျွန်တော်ဘယ်လိုလုပ်ပြီးမေးမိရဆိုတာကိုမတွေးတက်အောင်ပါပဲဟူ၍ဖြစ်ပါသည်အဓိပတိဆရာကြီးကိုဤသို့ပြောမိတယ်လို့မကြမီပါပဲဖျားရှိခိုးကြောင်းတစ်ခုနိုင်ထိုဖြစ်ရက်ကိုကျွန်တော်တတ်သိခံမိ လေယာမိခင်ကောလေးအတွက်ကျွန်တော်သက်သေခံချက်သည်အကြီးအကျယ်ဝမ်းနည်းစရာဖြစ်ခဲ့ရပါတော့သည်အချို့သောယုံကြည်သူများကကျွန်တော်ကိုနောက်ထပ်သူတို့ဖျားရှိခိုးကြောင်းမှမဖိတ်ခေါ်ဖို့အထိစိတ်ပြက်လက်ပြက်ဖြစ်ကုန်ကြလိမ့်မည်တဦးသောပုဂ္ဂိုလ်ကတော့တခြားနည်းနဲ့စကားကိုပြောင်းပြီးသက်သေခံရင်ကောင်းမှာပဲဟုအကြံပြုခဲ့လိမ့်မည်ကျွန်တော်သည်ចောင်းသားလူငယ်ကလေးမျှတာဖြစ်ပါ၍မိမိပတ်ဝန်းကျင်မှာ ရှံဝေနေသည့်ကျေးဇူးနှင့်ကရုဏာတော်တွေကိုခံယူနိုင်စွမ်းမရှိခြင်းဖြစ်ကြောင်းဝန်ခံနိုင်နေအားလုံးအတွက်ကောင်းပါပဲ။နာဇီယာတွေဖြစ်လာမှာမဟုတ်ဘူးဟု၍ထိုပုဂ္ဂိုလ်ကြီးကဆက်လက်ဖော်ပြခဲ့လေသည်။ကျွန်တော်ကထိုပုဂ္ဂိုလ်ကြီးစေတနာမေတ္တာကိုနားလည်သဘောပေါက်တယ်။သူ့အကြံပြုချက်ကိုအနည်းနဲ့စဉ်းစားသည်ခံယူနိုင်စွမ်းရှိဖို့လည်းကြိုးစားခဲ့သည်။သို့တော်လည်းအချုပ်အားဖြင့်ကျွန်တော်ခံစားချက်သည်ပြောင်းလဲရေးမသွားခဲ့။အဆိုပါ ဓမ္မကောလိမှာကျွန်တော်ဒီဘဝအသက်တာတလျှောက်လုံးမကြုံခဲ့ဘူးဒီကျေးဇူးဂိယူနာကင်းမဲ့မှုကြီးကိုတွေ့ရလေသည်ဝမ်းနည်းစရာပါပဲရှိပါစီတော့ဤနေရာတွင်ဓမ္မပညာရှင်ဒေးဗစ်ဆေမန်ကသူ့ဘဝအတွေ့အကြုံနှင့်ရှင်၍သုံးသပ်ခဲ့သောအချက်တစ်စုံကိုကျွန်တော်အောက်မိသတိရမိပါသည်နှုတ်ခဲ့သောနှစ်အတန်းကြာကလေးကပင်ကျွန်တော်ဒီအေးဝင်ကလေးအမှုတော်ဆောင်တို့၏ ခရိယန်လောကအတွင်းရှိစိတ်ထိခိုက်ပွဲပြင်းထန်နိုင်ပွဲပြဿနာများ၏အဓိကအကြောင်းတရားချင်းတစ်ခုကိုတွေ့မြင်ခံစားမိခဲ့ပါသည်။ယင်းအကြောင်းတရားများမှာပထမအချက်အနေဖြင့်အဖဖျားသခင်၏ချွင်းချက်မရှိသောကျေးဇူးနှင့်ကရုဏာတော်အပြစ်လွတ်ခြင်းမေတ္တာတော်အကြောင်းကိုနားမလည်လက်မခံနိုင်သော အားနည်းချက်ဖြစ်ပြီးဒုတိယအချက်မှာအဖဖခင်၏ချွင်းချက်မရှိသည့်ကျေးဇူးပြုနာတော်နှင့်ပြည့်လွတ်မြတ်တော်ကိုသူတစ်ပါးတို့အားမဝင်မျှနိုင်ခြင်းတည်းဟုသောအားနည်းချက်ပင်ဖြစ်ပါသည်ကျွန်ုပ်တို့သည်ကျေးဇူးနှင့်ပြုနာတော်၏ဝိညာဉ်ရေးသဘောတရားကိုဖတ်ရကြားရယုံကြည်ရရရှိပြီးဖြစ်စေကမူတူတရား၌အသက်မရှင်နိုင်ပေဖြစ်နေကြသည်ကျေးဇူးနှင့်ပြုနာတော်၏ဖြစ်တည်မှု ဝမ်းမြောက်ဖွယ်ကဲ့တင်ခြင်းတရားသည်ကျွန်ုပ်တို့၏အစစ်တစိတ်အစဉ်မှခံစားချက်များကိုမထွင်းဖောက်နိုင်တော့ဘူးလားဟုကျွန်တော်တွေးမိနေသည်။ကိုင်းကျွန်တော်ဘလို့လုပ်ရပါတကယ်တော့ပြင်ပလူလောကသည်အသိန်းတော်နှင့်အပြိုင်တော်၎င်းအသိန်းတော်ထက်ပို၍တော်၎င်းရုပ်လောက်ကန်ဆောင်ရွက်နိုင်သည်များစွာရှိပါသည်။ကောဒန်မက်ဂရိုနဲ့ဤအစုအယခရိယန်တယောက်ဖြစ်မှာမဟုတ်ပါဘူးဗျာခမည်းအနေနဲ့အိမ်တွင်စောက်ပြေးနိုင်ပါတယ် ငပ်ပြက်နေတဲ့သူတွေကလည်းကျွေးမွေးနိုင်တယ်။မကြမ်းမမာနာဖျားနေတဲ့သူတွေကလည်းပြုစုကုသပေးနိုင်ပါတယ်။ဟူ၍ကျွန်တော်နားလည်လောက်အောင်သူကဆိုပါသည်။သို့သောဂေါ်ဒန်ဟိစကားသည်ဤနေရာ၌ရက်တက်မသွားခဲ့ပေ။အေးအသင်းတော်လိုကမ္ဘာကြီးတစ်ခုလုံးကမလုံနိုင်တာကတော့တစ်ခုပဲရှိတယ်။ဂျေဇုနဲ့ဂျူနာတော်ကိုမပေးနိုင်ဘူးဆိုတဲ့အချက်ပဲတဲ့။မှန်လိုက်လေချင်း။အသင်းတော်ဤအရေးကြီးဆုံးသောလိုအပ်ချက်တွေဖြစ်စီ ပေးနိုင်ခြင်းကိုသူကမိမောင်းထိုးပြခဲ့သည်ဤကမ္ဘာလောကကြီးမှာယေရှုပြုနာတော်ကိုအဘယ်အရက်မှခံချသရရှိနိုင်ပါမည်နည်းအီတလီယံစီရေးစီယာအစ်ဂနာစီယိုဆိုင်လွန်ကရဲရီလိုက်လံဖန်ဆင်းနေသော ဝန်ရမ်းပြတော်လှန်ရေးသမားတယောက်ဤအကြောင်းဆက်လန်းဖွင့်ထားပုံမှာအမှတ်ရစရာကောင်းသည်ထိုတော်လှန်ရေးသမားသည်ပြေးပုံမှား၍အဖမ်းခံရမတတ်ရှိနေခြင်းသူဘက်တော်သားတွေကသူ့ကိုအယောင်ဆောင်ဖုံးကြီးအဖြစ်ဝတ်စားဆင်ရင်ပြီးပြီး အပိုင်တောင်ချင်ရင်နာကရွာကလေးတရွာနိုင်တော့ရောက်ပုံအောင်နေထိုင်ဖို့စောင့်ကြည့်ပေးလိုက်ကြလေသည်ထိုတော့ရကလေးမှာဘုံကြီးတစ်ပါးရောက်လာသည်ကိုကြားရသည်နှင့်ရွာနီးချုပ်ဆက်ကတောသူတောင်သားများသည်သူရှိရအရတုတန်းစီပြီးရောက်ရှိလာလျက်သူတို့၏အပြစ်တွေကို ဝင်ချတောင်းပန်၍သူတို့ပြဿနာအခက်ခဲဆင်းရဲခြင်းတွေကိုလည်းရင်ဖွင့်ကြလီတော့ရာဝရမ်းပြီးဖုန်ကြီးခမညာဒုက္ခတွေအကြီးအကျယ်ရောက်ရနေတော့သည်မျက်လုံးကြီးပိကလက်ပိကနနီနီလန်းမျိုးစုံသုံးပြီးထုတ်ပြေးတက်ကိုနှင်ထုတ်တော်လဲဘလို့မမရနောက်ဆုံးကြတော့အားလုံးကိုလက်မြောက်ရှုံပြီးလျက်သူတို့ပြောသမျှတွေကိုပေပြီးနားထောင်နေရပြီးတော့သည်ဟုဆိုသည်ဖျားသခင်ကြီးယေရှုနှင့်ဂိယုနာတော်တွေကိုလူတွေအပေမြောက်လောက်ထိညော်တနေကြသည်ကိုဤနည်းအဖြစ်နားလည်တော်ရပြီသည် ကျွန်တော်သဘောအရဒီကနေ့အသင်းတော်ကို လူတွေသွားနေကြချစ်သည်ကလည်းထုံမြှလင်းချက်မျိုးနေပင်ဖြစ်သည် Growing up fundamental links အောက်ထဲမှာ တင်ငန်းစာတစ်ခုကတော့ဂျပန်ပြည်ရှိသာသနာပြုကောလိပ်တစ်ခုမှာចောင်းသားနှစ်ယောက်ကလွယ်ပြီးယုံကြည်ခြင်းမရှိနိုင်ဘူးဆိုကာကြံចောင်းသားចောင်းသူတွေနှုတ်ထွက်သွားကြသည်တို့တော်မကြခင်မှာသူတို့အားလုံးပြန်ရောက်လာကြပြီးတယောက်တော့သူကဤသို့ဝင်ခံနေသည်ကျွန်တော်တို့အားလုံးမှာသဘောတူညီမှုတစ်ခုနဲ့ဤចောင်းကိုပြန်လာကြတာပါတခြားတော့မဟုတ်ပါဘူး ကျွန်တော်တို့ဟာဖျားသခင်နဲ့ဂျေစုဝိညာတော်ကိုလိုအပ်နေကြောင်းသိကြပါပြီခမားဟူ၍ဖြစ်သည်ကျွန်တော်ကကိုဘဝတန်တရားခီးစဉ်ကြီးကိုပြန်လည်ဆင်ခြင်အောင်မိရပြီအတိတ်ကာလအမျိုးမျိုးအဖုံဖုံခီးနှိမ်၍ကျင်လည်ကျက်စားခဲ့ရခြင်းသည်ဘဝလမ်းမအချိုးကွေတွေအန္တရာယ်ကြောက်ကန်းပါးတွေကိုပြန်ရိပ်တွေ့ရသည်ဤခီးရှည်ကြီးထဲမှာကိုနှစ်မကွာလိုက်ပါ၍လာသည်ကတော့ဖျားသခင်ဂျေစုတော်ကို မသိစိတ်၌တောင်းတနေမိခြင်းပဲဟုနားလည်လာမိလေသည် ကျွန်တော်ဒီဖျားရည်မြစ်တာကိုကောင်းစွာမထီတွေ့မခံယူနိုင်ချိန်၌အသင်းတော်ကိုကြောခိုင်း၍ရှောင်ပြေးခဲ့မိသည်တဖန်တုံသူ့ကျေးဇူးနှင့်ဂိယုနာတော်ကိုအခြားဘက်မှမှရှောင်ဖွေ၍မတွေ့ပဲအသင်းတော်ချီကိုပဲတဖန်ပြန်လည်၍တပတ်လည်လာမိသည်မှန်ပါသည်ထိုကျေးဇူးနှင့်ဂိယုနာတော်ကိုအပြည့်အဝခံစားရရှိခြင်းတည်းကပင်လေကျေးဇူးဂိယုနာတော်၏အရာတာကိုမခံယူနိုင်မမြည်းစမ်းနိုင် သူ၏သဘောတရားအနှစ်သာရကိုဂာဂနာနာနားမလည်နိုင်သည့်အထိဉာဏ်မရှိဘဲဖြစ်ရပါလေသည်။ဤအကြောင်းတရားတို့ကြောင့်လည်းဤကဲ့သို့သောစာအုပ်တို့ကိုရေးထုတ်ရန်အတွက် ကျွန်တော်ခမညာအတော်ကြီးတွန်းဆုပ်တွန်းဆုပ်ဖြစ်ရလေသည်။ကျွန်တော်သည်ဂျေဇုနှင့်ယုနာတော်ကိုပို၍ပို၍သိနာလေရသည့်အတွက်ပို၍ခံစားထိတွေ့ခြင်းလာသည်။မိမိ၏စက်တည်မရှိသောလက်ရာနှင့်စာအုပ်ကိုရေးလျက်စက်တည်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောဂျေဇုနှင့်ယုနာတော်အကြောင်းကိုဆိုဖွဲ့ရလေအဖြစ်ကြီး အကျေသိမိခုကျွန်တော်ကြိုးကြိုးတင်တင်နားလဲပါသည်တို့ဖြစ်၍လဲဤအစမှာပင်ကျေးဇူးနှင့်ဂိူနာတော်ကိုတဲတဲမဲမဲတန်းတနေရသူဘဝခီးတဲ့တူဤစူးစမ်းအားထုတ်မှုအဖြစ်သာနေဤစာအုပ်ကိုလက်ခံတော်မူကြပါရန်ကျွန်တော်အတနာခံမိလေသည်ဖျားခင်ဤကျေးဇူးဂိူနာတော်ကိုဆေးရေးစရာတယောက်နေဖြင့်လွယ်ကူစွာရေးရန်ဘလို့မှမဖြစ်နိုင်ပါဟာသာဆေးရေးစရာတယောက်ဟုကျွန်တော်ယူဆထားသော EB White ဆိုသူဤအဆိုကိုကိုကားမည်ဆိုပါကကျေးဇူးနှင့်ဂယူနာတော်ကိုခွဲချမ်းစိတ်ဖြာတုံ့တန်ရေးဆိုပါစုဖားတကောင်ကိုသိပ်ပံစံတက္ကံမှာခွဲစိတ်ဖြာတယ်လို့လုပ်လို့ရနိုင်ပါမည်လားဖားတကောင်သည်ကြေမွပြည့်စည်လျက်သိပ်ပံပညာမှာတိုးတက်တယ်လို့တိုးတက်နိုင်ပါမည်လားဤသို့ဆန်းစစ်ဝေဖန်ဖို့လိုပါသည်ကျွန်တော်ကတော့ New Catholic Encyclopedia အထင်းမှာဖော်ပြထားသောကျေးဇူးနှင့်ဂရုဏာတော်အကြောင်း73မျက်နှာရှိသည့်ဆောင်းပါးကို ကြည်ရည်တွေးလန့်နေမိလေသည်ဟုတ်ပါသည်ဖားတကောင်ကိုခွဲချမ်းစိတ်ပြသည်လို့ကျေးဇူးတော်ဂရုဏာတော်ကိုကျွန်တော်ခွဲချမ်းအသေးစိတ်ဖြာကြည်သားရန်ဖော်ပြဖို့ဘလို့မှမဖြစ်နိုင်ပါ။တူဖြည့်၍ကျေးဇူးနှင့်ဂရုဏာတော်အကြောင်းတရင်ကောင်းများကိုကျွန်တော်ဖော်ပြတော့ပါမည်။အသေးစိတ်ကိုတော့ရှင်းလင်းတော်မူမဟုတ်ဟုဆိုပြစီ။